မင်္ဂလာပါရှင်။ကိုစီတီတစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါရစေ။ဒီ channel ကနေပရိသတ်များအတွက်ဇလကောင်းများစွာကိုတင်ဆက်ပေးနေပါရစေ။ဒီနေ့မှာတော့စာရေးဆရာထမန်တောင်ငူရဲ့စောရမင်းကောင်နဲ့ပလေတိုမြင်းနယ်ကရှာဖွေကြခြင်းဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးမစားတင်ရင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။တခါတည်းကကိုကရန်သူလို့တိမိထားတဲ့ဘက်စီမှာ မိတ်ဆွေစင်မိတ်ဆွေမှန်မျိုးရှိနေတတ်ပြီးကိုကမိတ်ဆွေရဲ့လူတိထားမိသူကရန်သူအစ်စ်မှဖြစ်နေတတ်ပြန်တယ်။ဒါတော့အိုက်ဘီထုံးမောင်နဲ့ပါမင်းကတက်တည်ပြခဲ့ပြီ။မနက်လင်းချိန်အိုက်ဘီထုံးမောင်နဲ့ဥပထူတို့တွေမင်းငါကိုခဲတင်ပြီးတနက်ပြန်ပတ်စီရာအိတ်တိတ်မှဝင်ရောက်ခူအောင်ခဲ့ကြတယ်။အင်းကအိုက်ဘီထုံးမောင်စီစဉ်ထားတဲ့သူ့မိတ်ဆွေရဲ့အိမ်လုံခြုံစိတ်ချတယ်။အိုက်ဘီထုံးမောင်ကအဲ့ဒီအိမ်ကိုရောက်ရောက်ချင်းမှပဲအသင့်ခေါ်ထားတဲ့ ်အင်းနေစေးစရာနဲ့မင်းကောင်ပြသစီပြီးစေးတွေတွင်းပေးတယ်ဒီကိစ္စတွေပြီးတော့အပီထုံးမောင်ကအင်းလေးစေးစရာကိုပြန်ပူရင်အကူစီကိုပြန်တယ်ဥပါထုနဲ့တာတော်တို့ကမင်းကောင်နာမှာတယောက်တည်းစီစောင့်အိတ်ကြတယ်မနဲ့လင်းတော့တာတော်ကအနီးနာဈေးကိုသွားပြီးမနဲ့စာဝဲတယ်တာတော်ပြန်လာတော့မင်းကောင်ကအိယာနိုးနေပြီးဥပါထုနဲ့စကားတွေပြောနေတယ်တာတော်လည်းမနဲ့စာပြင်ပြီးယူဆောင်လာပြီးပြီးတော့စကားဝိုင်းစီဝင်ရောက်လာခဲ့တယ်မင်းကောင် မင်းလူတွေတက်တာတိတ်များနေပြီမင်းရစိတ်ခံစားချက်ကိုတိတ်ပြီးတော့အလေးပေးလို့နေမင်းရငယ်ရွယ်လွန်းလို့စိတ်လိုလိုက်မိတာတော့ငါတို့နားလေပါတယ်ဒါပေမဲ့ငါတို့ရဲ့ရည်ရွယ်ရှာကိုမမေ့ပါနဲ့မင်းကောင်ဟုတ်ကဲ့ကိုကြီးမင်းကောင်ခေါင်းကိုငုံရင်းခက်တူးတူးဖြေတယ်သူတို့သုံးယောက်ကသွေးတောက်တစ္ဆာစူထားပြီးတဲ့တယောက်ကိုတယောက်ညီကိုရင်းတို့ဆက်ဆံခေါ်ဝေါ်ကြဖို့သဘောတူထားခဲ့တယ်ဒါကြောင့်အငယ်ဆုံးဖြစ်တဲ့မင်းကောင်ကဥပဒ်သူကိုကိုကြီးလို့ခေါ်ဝေါ်တယ်မင်းကောင် ခုဆိုရင်မင်းလုပ်ခဲ့တဲ့အမှုတွေအတွက်မင်းကိုပြိလိပကအသေးအံလိုချင်နေကြပြီဒါမဖြစ်သင့်ဘူးငါတို့လှုပ်ဆောင်ရမယ့်အလုပ်ကတူတူတိတ်တိတ်လှုပ်ဆောင်ရမှာဟုတ်ပါရဲ့ကိုကြီးအခုဖြစ်ခဲ့တာတွေအတွက်မင်းကိုအပြစ်မတင်လို့ပါဘူးနောက်များဆိုရင်ထပ်ပြီးတော့မဖြစ်စေနဲ့တော့နောက်များမှဆိုရင်မင်းတခုခုလှုပ်ဆောင်တော့မယ်လို့ဆုံးဖြတ်မိတိုင်းမင်းကငါတို့ရှင်တီဘောကိုရောရဲ့နောက်ဆုံးမှကြားခဲ့တဲ့စကားကိုကောင်းတယ်ဖော်မဲ့သူဆိုတာရင်ပြီးတော့ငါနဲ့တန်တော့ ဒီအစီအရင်ကိုအောင်မြင်ဖို့ရာအတွက်73နှစ်တိတိအသက်ဘေးတွေအနည်းလေးဖြတ်တန်းပြီးတော့လှုပ်ဆောင်ခဲ့ရတယ်ဆိုတာကိုမင်းသတိရပြီပါဥပဒုဆုံးမစကားကိုကောင်းမွန်စွာပြောတယ်မင်းကဝအရာအလုံးအတွက်နောင်တရစွာနဲ့တက်ပြင်းချပြီးဟုတ်ကဲ့ပါကိုကြီးကျုပ်ကိုအပြစ်တွေကိုကိုယ်တိုင်သိမြင်ပါပြီအစီအရင်အောင်မြင်ပြီးတဲ့နောက်ပိုင်းကိုကြီးကိုတားနေတဲ့ကြာဥပစီကိုလက်တုံ့ပြန်မိတယ်ဒွန်လေးအေးတီကိုပြေးလိုက်တဲ့ခရီးစကားတလုံး ။ဗာမင်းကိုသူ့ပိုင်းစီနိုင်ပို့ရတယ်။ဒီအဖြစ်ပြက်တွေထဲမှာသူ့ကိုကျုပ်မကောင်းသူတိုင်းပယ်ပြီးကောင်းသူကိုကယ်ရမယ်လို့ခံယူထားခဲ့မိတာ။ခုတော့ကျုပ်နောင်တရမိပါတယ်။သင်ငန်းစာလေးရပါတယ်။တကယ်တမ်းတော့လောကကြီးကလူတွေကကောင်းသူမကောင်းသူဆိုတာကိုကိုယ်မြင်တစ်ခုတည်းနဲ့အာကိုပြီးယုံကြည်ဆုံးဖြတ်လို့မရဘူးဆိုတာဗာမင်းတယောက်နဲ့မြင်တာခဲ့ပါပြီ။တကယ်ဆိုရင်တော့မင်းကသူ့ဘောကောင်းပေးခဲ့တာကို ဗာမင်းကခုလိုတံပြန်မှုမလုပ်ခဲ့သင့်ဘူး။ဥပတော်ကဗာမင်းကြောင့်ပြောတော့တန်တော့ကအမှန်ပဲကိုယ်။ဗာမင်းကကျေးဇူးတရားကမ်းမောက်သူပဲ။ तू ကဒါစီရင်ပရပိုက်ကို तू မမောတော်လို့ယူသွားခဲ့ရဆိုရင်တော့မင်းကောင်တော့ပလိမ့်လက်ထင်မအပ်ခဲ့သင့်ဘူးလား။အမှန်ပဲပေါ့တန်တော့ရ။ဒါကျေးဇူးကမ်းတာအစ်စ်မှန်ပဲ။ဥပတော်နဲ့တန်တော့တို့ပြောပြလို့မင်းကောင်က तू ဖမ်းခံရတာဗာမင်းရဲ့စနက်ဆိုတာသိမိခဲ့ပြီ။လူချင်းတစ်ချောင်းမကယ်ကောင်းဆိုတဲ့စကား ။ဗာမင်းလိုလူတွေကိုတီးတီးတန်တန်ညှို့ပြခဲ့လीလားမသိဘူး။ဗာပဲဖြစ်ဖြစ်မင်းကောင်ကတော့တော့နင့်နာသွားခဲ့တာအမှန်ပဲ။မင်းကောင်အန်တင်းတင်းကြိတ်မိတယ်။ကျုပ်ဘာဆက်လို့ရမလဲကိုကြီး။ဗာမင်းကိုရှာပြီးလက်တုံပြန်ရင်ပရဘိုက်ကိုပြန်ယူခဲ့ရမလား။မင်းကောင်မိတော့ဥပထူကခေါင်းယမ်းပြီးဗာမင်းလိုလူကိုလက်စားချီတာတော့လုံးရမယ့်အရာဆိုပေမဲ့ခုနေမှာတော့မလုတ်တင်သေးဘူးမင်းကောင်။ဟုတ်တယ်မင်းကောင်။လက်တလုံးမှာမင်းကိုပလိကအပူရပြင်းလိုက်ရှာနေမှာတေးကြတယ်။ ပြီးတော့မင်းရဲ့ကျမ်းမာရေးအရင်ဆုံးမင်းကိုမင်းအမြန်ဆုံးထူထောင်နိုင်ဖို့လိုအပ်တယ်။ဥပါတို့စကားကိုတန်တော့ကဖြည့်ဆွတ်ပြောတယ်။မင်းကောင်ကကိုကြီးတို့ပြောတာလက်ခံပါတယ်။ဒါပေမဲ့ဒါစီရင်ပရပိုက်ကိုပရပိုက်ကအရေးကြီးတာမှန်ပြီမေ။ခုချိန်မှာတော့မင်းလောက်အရေးမကြီးပါဘူး။ငါတို့ကမင်းကိုတိတ်ဆိုးရင်နေခဲ့တာ။ဒါကဥပါတို့ပြောတဲ့စကား။တန်တော့ကဥပါတို့စကားကိုထောက်ခံတဲ့အနေနဲ့ခေါင်းငိမ့်ပြီးမင်းကောင်ပခုံးလှမ်းပုတ်ကင်ပြီးတော့ဟုတ်တယ်မင်းကောင်။ငါတို့အတွက်လူကအဓိကကြတယ်။ ဒီထဲတခြားတစ်ဘက်ကစကားမျိုးပြောမယ်ဆိုရင်တော့ revive ဆိုတာမှတ်တမ်းမှတ်ရာတစ်ခုအဖြစ်ပဲရှိတယ်။ပြီးတော့ငါတို့လည်းလိုအပ်တဲ့အရာမဟုတ်ဘူး။မင်းကတော့မှတ်တမ်းမှတ်ရာတွေကအစီအရင်ကိုအောင်မြင်ပြီးသားလို့တန်ဖိုးချင်းသိတ်သွားတယ်။မင်းကျမ်းမာရင် revive ကိုပြန်ရှာလို့ရပါတယ်။တန်တော့စကားပြောမရင်းလေ။သူ့စကားအတိတ်ပဲတစ်မျိုးဖြစ်ထပ်မံလို့ယူဆနိုင်စရာ။ဒါပေမဲ့မင်းကောင်ကစိတ်ချင်းရှင်းနေ။တန်တော့ကသူ့ကိုလာခဲ့တာ။ဒါနဲ့ဆိုနှစ်ကြိမ်တိတိရှိပြီ။ လာခဲ့တိုင်းလည်းအသက်အန္တရာယ်နေတဲ့အခြေအနေကြီးပဲငါတို့မင်းကိုညီကြောက်နေနေပဲခုလိုရှာဖွေပြီးတော့ခဲတင်ခဲ့ကြတာပါမင်းကဥပါတူကမနေနိုင်စွာဝင်ပြောတယ်ကျုပ်အကိုကြီးတို့စေတနာကိုနားလဲပါတယ်မင်းကောင်စကားဆုံးအရှိဘက်စီကမြင်းလေးစီရက်တန်ကြားရတယ်တန်တော့ဥပါတူကတန်တော့ကိုမျက်ရည်ပြတော့တန်တော့နှိခနဲထပြီးအပြင်ကိုခဲကြည့်တယ်လက်ရှိအခြေအနေကတတိလက်လို့မဖြစ်ဘူးလူစိမ့်တယောက်ပဲကိုယ်အိမ်ဝင်လာနေတာဟေးဥပါတူအမေတန်ပြူရင် မြန်ဆုံးထပြီးတော့အပြင်ကိုကြည့်တယ်။ခြံဝစီမှာမြင်းလေးတစ်စီးရပ်ထားပြီးလေးမောင်းသူလိုယူဆရတဲ့ဥထုငိုက်ဆိုင်စောင်းထားသူတယောက်အင်းစီကိုလာနေတယ်။အပီထုံးမောင်မေဟင်တန်တော့အန်အားတင့်သွားတယ်။လာနေတဲ့သူကအဝိစားညစ်ဆုပ်ဆုပ်နဲ့လမ်းလျှောက်တဲ့ပုံစံအဝိစားရောအပီထုံးမောင်ဘလို့မှမဖြစ်နိုင်ဘူး။ "तू ကအပီထုံးမောင်ဘလို့ဖြစ်နိုင်မှာလဲကိုကြီး။အပီထုံးမောင်စစ်ပဲ။ तू ရုပ်ဖြတ်ပြီးတော့လာနေရ။မဟုတ်တော့ဘူးထင်နေနော်။မင်းလည်းရုပ်ဖြတ်ပြီးတော့သွားလာဘူးတာပဲ။" ရုပ်ဖြက်ခြင်းအခြေခံဥရေတာ၃ရက်ကိုမင်းသိထားပါတယ်တန်တော်ကိုရိုင်းမူလနှစ်ဘဝအရိယတပံအသိပြန်လက်ရုပ်ဖြက်သူကအရင်ဆုံးကိုယ်စိတ်ကိုအတွင်ပြောင်းမဲ့ပြေဥစီကိုစိတ်ထည့်ရတယ်ဒါကိုကိုရိုင်းလို့သုံးတယ်မူလဒီမူလဆိုတာကတော့စိတ်ထင်းတို့အစဉ်ပြေပြီဆိုတာနဲ့ကိုယ့်ရဲ့မူလရုပ်သွင်းရနေအတွင်ပြောင်းမဲ့တရံနဲ့တရုတ်တူအောင် ပြင်ဆင်ပြောင်းလဲရပြီဒီနှစ်ခုပြီးစီးပြီဆိုရင်တော့ကိုပြောင်းထားရဲ့ရုပ်သွင်းစီမှာပဲ စိတ်ကိုနှိမ့်မြုပ်ပြီးလှုပ်ရှားတော့တယ်။တန်တော့ရုပ်ဖြတ်ခြင်းရဲ့မူလအလေးငါကိုခပ်ပွားပွားရေရွရင်းအိမ်စီကိုလှမ်းလာသူလှမ်းပြီးတော့အ깨ခတ်တယ်။ဒီအချိန်ဥပါထူကအချင်းကိုတစ်ချက်ကြည့်တယ်။အချင်းကစိုးငံဝင်ချင်းရောက်ခဲ့ပြီ။ရုံလေးဖြတ်လာတယ်။အစိုးရလည်းပြန်လာပုံထောက်ရင်တော့အကြောင်းတစ်ခုရှိပြီထင်တယ်။အဘီထုံးမောင်ပြန်ချိန်တော့ကချီနီရညနေဆောင်မှသာသူပြန်လာမယ်လို့မှားသွားတယ်။ခုကအစိုးရပြန်လာတယ်။ဒါကိုတွေ့ပြီးတော့ဥပါထူကရေရွတာလူစိမ့်အနားကိုရောက်တော့ ဆရာတို့ရို့ဆရာတို့အေးဘာလို့လဲငါတို့ရှိတယ်ဆရာတို့စီကိုအညာသားငထုံးကစာပေးခိုင်းလို့ပြန်ပြောပုံကတကယ်ကိုဖုံးကွယ်သူဝဲမှုအပြည့်နဲ့တန်တော်မင်းဒီမှနေခဲ့တန်တော်ကိုအိမ်မောမှာထားခဲ့ပြီးဥပထူဟာအောက်ကိုဆင်းနေအောက်ရောက်တော့မြင်းလဲသမားစာကောက်တစ်ခုကမ်းပေးတယ်ဥပထူနှံ့ယူပြီးငထုံးကိုယ်တိုင်ရောက်လာတော့ကျုပ်တို့သိပါတယ်တခြားဘာမှလိုက်သိနေအဘိဓုံးမောင်ရုပ်ပြောင်းရုံတွေလောက်ထားတဲ့မြင်းလဲသမားမျက်နှာပြုံးသွားတယ် စားအရေးကြီးရယ်ပဲပြောတယ်။တချမ်းမမလိုက်ဘူး။ကဲကျုပ်သွားအောင်မေဗျာ။ညီလေးသမားလှည့်ထွက်သွားတော့ဥပါထူစာကောက်ကိုခိုင်ပြီးအိမ်ပေါ်ပြန်တက်ခဲ့တယ်။အိမ်ပေါ်ရောက်တော့စာကိုဖြီးပြီးတော့ဖတ်ကြည့်တယ်။ဥပါထူပလိပကမင်းငါကိုရှားသဝင်လူစုအဖြစ်သတ်မှတ်လိုက်တယ်။အခုလွတ်မြောက်သွားတဲ့ကိစ္စအတွက်ကိုပလိတက်ဖွဲ့ဒီအားလုံးစီကိုတက်လှမ်းထားတယ်။လမ်းတွေမှာလေပုံသူပကြီးဖြန့်ပြီးစစ်ဆေးမှုတွေရှိနေတယ်။ခုနေခင်ဗျားတို့မင်းငါနဲ့အတူဖောက်ထွက်မှုမဖြစ်နိုင်ဘူး။ကျုံနေအသွားလာစင်ကျင်နေရတယ် မင်းကောင်တွေဘလို့စီစဉ်ရမလဲဆိုတာတော့ညကြမှာကျုပ်ရောက်လာပြီးတိုင်မြုံမယ်ထုံးမစားပြီးသွားခဲ့ပြီဥပါသူစားဖက်ပြီးတက်ပြင်းချမိတယ်ဒါအောင်မင်းကောင်နဲ့တန်တော့ကကိုကြီးဘာဖြစ်လို့လဲမင်းကောင်ပလိကရာဇဝင်လူစုအဖြစ်တတ်မှတ်ပြီးနေရာတိုင်းမှာအပူရပြင်းရှာဖွေနေတယ်တဲ့ဟာဒါဆိုကျုပ်တို့ထွက်ဖို့လွယ်ကူနိုင်မှာမလားဥပါသူခေါင်းရမ်းနေမလွယ်ဘူးမင်းကောင်ရဲ့ပုံလူပကြီးတွေကိုသူတို့ဖြန့်ထားရတဲ့ရုပ်ဖြတ်ပြီးတော့သွားမယ်ဆိုရင် ဥပါသူတစ်ချက်ငြိမ်သွားတယ်။ဒီအချက်ကိုခုနရင်သူတို့ပြောဆိုပြီးတော့မေ့နေကြတာ။ဒါပေမဲ့အိုက်ဘီထွန်းမောင်ကသူကိုယ်တိုင်ရုပ်ဖြက်ပြီးတော့လာခဲ့ပါရဲ့နဲ့မင်းငောင်တယောက်ကိုရုပ်ဖြက်ပြီးဖောက်ထွက်စေရနိုင်မယ်ဆိုတော့မတွေးမိရတော့မဖြစ်နိုင်ဘူး။အိုက်ဘီထွန်းမောင်ဆိုတဲ့သူကခေတဲ့သူမှမဟုတ်ဘူး။ဒီနည်းကိုဘယ်လိုပဲဖြစ်ဖြစ်တွေးမိပါပဲ။ဒါကြောင့်ရုပ်ဖြက်ပြီးထွက်ဖို့မပြောဘဲညချာမှတိုင်မင်မဲဆိုတာအကြောင်းတစ်ခုတော့ရှိမယ်လို့ဥပါသူရုံရုံကြည်ကြည်တွေးမိတယ်။အကိုကြီးအဲ့လိုဆိုရနိုင်မှတေးကြတယ် ကျုပ်တို့ရဲ့ရုပ်ဖြတ်ပညာလည်းအစဉ်တန်းတစ်ခုရှိနေတာပဲတန်တော်ပြောတော့ဥပါထူကောင်းရမ်းပြီးမဟုတ်သေးဘူးတန်တော်အဲ့လိုလုံးလုံးမဖြစ်သေးဘူးဘာလို့လဲကိုကြီးကျုပ်တို့အချိန်ရှိအောင်ထွက်ထားမှဖြစ်မယ်ကျုပ်တို့ဒီနေရာမှာတခဏတော့မနေလို့တော့တိခင်မောင်တန်တော်ရမရသေးဘူးဆိုတာအကြောင်းရှိတယ်အဘီထူမောင်ရဲ့စာရဲမှာမင်းကောင်တော်လေးဖိဖိစီစီရှာဖွေနေပုံဝင်ရုပ်ဖြတ်ပြီးထွက်ဖို့လည်းမလွယ်ဘူးဆိုတာသိကြတယ်ညာကြအဘီထူမောင်ရောက်လာရင်တော့ချီနေရူးတို့ကိုသိရမှာပါ ဒီကြရင်တော့မင်းမေးကြည့်နေရင်လည်းမေးကြည့်ခုတော့စိတ်ရှည်ကြပါဦးပြီးမှကိုကြီးဟာနောက်တော့၃ရက်သားနေချင်းဘက်မှာအိမ်လေးပဲအောင်းနေရင်ညရောက်မယ့်အချိန်ကိုစောင့်ဆိုင်နေကြတယ်ညရောက်ချိန်တိုက်ပီထုံးမှတခိုးတယောက်လိုဝစ်စင်ပြီးတိတိစိတ်အသွင်နဲ့သူတို့စီကိုရောက်လာတယ်ပလိဘက်ကတော့မင်းကောင်ကိစ္စကိုပြည်သူလူထုကပါစိတ်ဝင်စားနေပြီမို့လို့အသေးရရအရှင်ရရဖန်စီမိဖို့အမိတ်ပြန်ပေးထားပြီမင်းကောင်ရဲ့ပုံသူပကြီးကိုလည်းသူတို့ရသွားတော့ပုံသူဖြန့်ပြီး အားလုံးမြင်ဖို့အောင်ပြထားတယ်။ဘင်းကဝကျုပ်တို့နေဘက်ကမလို့ကျုပ်ကလည်းသူတို့စောင့်ကြည့်နေကြတယ်။ဒီတော့တန်တော့ကကျုပ်တို့အားလုံးရုပ်ဖြက်ပြီးထွက်ရော။လက်ပြီးတွန်းမှာကောင်းရမ်းပြီးရုပ်ဖြက်ပြီးထွက်လို့လည်းမရဘူးကိုတန်တော့။ဘာကြောင့်လဲ။မင်းကောင်ရာဇဝင်လူစုဖြစ်သတ်မှတ်ထားတယ်။ဘယင်ကန်ထိပါမင်းကောင်ကြောင်ဝင်ရောက်နေပြီ။ဒါကြောင့်ဒီနေ့မှညတမုံစားရမကြအောင်သူတို့လိုက်ပြီးရှာလိုက်မယ်။လူတယောက်စီတိုင်းအောင်လည်းအသေးစိတ်စစ်ဆေးခိုင်းတာ။တနောက်ဆိုပေမဲ့လေ ရုပ်ဖြတ်ခြင်းပညာကိုကျုပ်တို့ကျွမ်းကျင်ပါတယ်ထွက်လို့ရနိုင်မှာပါအဘိထုံးမကောင်းထက်ရမ်းပြီးတော့ကုတန်တော့မင်းကောင်ကဲတဲ့ညသူတို့မင်းကောင်ချုံနောင်ထားတဲ့ပုံစံကိုသိချတွေးမိရမို့လားတွေးမိတယ်ဘလို့ထားလဲအချုပ်ခန်းနဲ့ထည့်ထားတဲ့ပြင်ခြေဩလက်ပါတန်ကြိုးတွေတုတ်ထားတယ်အမှန်ပဲအဲ့ဒီတော့မင်းကောင်ရဲ့ခြေနဲ့တွေကိုတန်ကွင်းခက်ပြီးတော့တန်ကြိုးတိုင်းလိုချုံနိုင်ထားတယ်မင်းကောင်ကစပိုင်းမှာစေးအချိန်မရှိသေးတော့ရုံးကန်တယ်ဒီလိုရုံးကန်တော့ မင်းကောင်ရဲ့ခြေနဲ့တွေကတန်ခွင်းနေနဲ့ထိမိပြီးတော့ဒဏ်ရာရတယ်။ညတော်ကလေးစေးထဲတာကိုကုတန်တော်တို့မြင်နေမို့လား။အင်း။သားစာတွေပုံပဲ့နေရ။ဟုတ်တယ်ဗျာ။အဲ့ဒီခြေမျိုးပလိကနေတိထားတယ်။ဒါကြောင့်လူတန်းကိုခြေရည်နဲ့တွေစီကိုအဓိကစစ်ဆေးနေတယ်။ခြေနဲ့တွေမှာဒဏ်ရာရှိနေသူတွေကိုမတင်ငါမှုနဲ့ကတ်တဲကိုခေါ်ပြီးစစ်ဆေးနေတယ်။ဒီအခြေအနေနဲ့ဆိုရင်ရုပ်ဖြတ်ပြီးတော့ထွက်ဖို့ဘယ်လိုဖြစ်နိုင်မလဲ။ဥပဒေကောင်းညိနေ။ဒါတော့ IP ထုံးမောင်ပြောတာကိုလက်ခံသွားတယ်။ မင်းကဝအရာရာအတွက်ကိုဘာမှမသိရှိထားသလိုအငယ်ဆုံးလေးဖြစ်လို့အားလုံးစီမံနာဘဲလိုက်လံလှုပ်ဆောင်မှုပြင်ဆင်ထားတယ်။သူကိုယ်ရင်လည်းထင်ရဆိုင်ခဲ့မိလို့အမားရိအမကြီးနဲ့စိုးသွမ်းတဲ့အန်ဒီယိုလည်းရှင်းဆိုင်ခဲ့ရပြီ။ဒါပေမဲ့သိလို့စိတ်တော်မင်းကောင်မှရှိနေတယ်။ဒါကြောင့်အေဘီထွန်းမောင်ကိုကြည့်ပြီးကျုပ်တို့ထွက်ပေါက်ပိတ်သွားခဲ့ပြီပေါ့။အေဘီထွန်းမောင်ကောင်းကျိန်နေပြီးတော့တစ်ဆက်သေးထွက်ပေါက်ပိတ်ပြီဆိုပေမဲ့အဲ့ဒါစိတ်ပူစရာမဟုတ်ဘူးကိုမင်းကောင်။တကယ်တမ်းစိတ်ပူရမှာ ကုမင်းကောင်တိုင်းပြည်နေရာအနှံ့ပလိဖွဲ့တွေကကုမင်းကောင်တိနေပြီ။ဒါကြောင့်ကုမင်းကောင်ဘယ်နေရာကိုရောက်ရောက်တွားရလာရတာနေရာချင်းပေါင်ချင်းဖြစ်နေလိမ့်မယ်။ဒီအချက်ကိုဥပါထုပါဝင်ဘသူကမှမစင်စားမိဘူး။အိုက်ဘီထုံးမောင်ကဆက်ပြောတယ်။ကျုပ်တီကတွေးနေတာအဲ့ဒီကိစ္စပဲ။ထုတ်စည်းရိုးတန်းကစားရတယ်လို့မျိုးဒီနေရာထွက်ဟိုနေရာမှာပိတ်ဆို့တာမျိုးကျုပ်သဘောမကျအောင်။တခါလေးနဲ့လူမျိုးအောင်လှုပ်ချင်တယ်။ဒါမှကျုပ်တို့ခင်ဗျားတို့ဆက်လို့ရမယ့်အရာကိုကျောင်းကမှမလုပ်နိုင်မှာမို့လား။ ဒါတော့ဟုတ်တယ်။ကျုပ်တို့ဘလို့လုပ်မလဲ။လက်တနောကျုပ်တွေးမိရတခုတော့ရှိတယ်။ဘာများလဲ။ဥပါတူတန်တော့မင်းကောင်တို့၃ယောက်လုံးမျောလင့်ကျက်မျက်ဝန်းတွေနဲ့အိုက်ပီထုံးမအောင်ကြည့်တယ်။မင်းကောင်တေးရမယ်။ဘလို့ဥပါတူရောမင်းကောင်တို့ပါမျက်လုံးဝိုင်းသားဖြစ်ကုန်တယ်။ဟုတ်တယ်။မင်းကောင်တေးစရင်တွင်းပြင်းအောင်လုပ်မှရမယ်။ကျုပ်ကတေးပေးရမှာပေါ့။မင်းကောင်ကမီတော့အိုက်ပီထုံးမခေါင်းငိမ့်ပြီးဟုတ်တယ်မင်းကောင်။ဒါပေမဲ့တကယ်တေးရမှာမဟုတ်ဘူး။ ဘလို့မျိုးလဲအယောင်ဆောင်ပြီးတော့တည့်ရမှာငါစဉ်းစားမိကြတာဒီလိုရှိတယ်အဖေချုံးမောင်ကမင်းကဥဟာသူနဲ့တန်တော်တို့၃ယောက်ကိုသူတွေးထားတဲ့အစီအမံကိုတီလိုပြောပြတယ်အဖေချုံးမောင်ရဲ့အစီအစဉ်ကိုအားလုံးသဘောတူတယ်တေကံအဖေချုံးမောင်ကသေးစိတ်အစီအမံတွေတမ်းမြင်ပြီးကိုစီနှုတ်ဆောင်ရမှာတွေတတ်မှတ်ဆွေးနွေးတော့တယ်ညတကောင်ချိန်မှာတော့ဥဟာသူမင်းကောင်တို့စီကနေအဖေချုံးမောင်တေးစိတ်ပြန်လဲထွက်ခွာသွားတော့တယ်ပလေးတို့ကဘယင်ငယ်ရဲ့ဖီးအားကြောင့် ုံးရမင်းကကိုမယမကလိုက်လံရှာဖွေပြီးဖမ်းဆီးဖို့ကြိုးစားကြတယ်။ဘယင်ကလည်းမင်းကအမှုကပြည်သူများစိတ်ဝင်စားတဲ့အမှုဖြစ်နေပြီးတရားတဆင့်တန်းပြီးစူပူမှုဖြစ်လာနိုင်လို့အမြန်ဆုံးဖမ်းဆီးဖို့တချက်လို့အမိန့်ပေးထားသလိုပြင်းမင်းအတွက်လည်းပြပြတသားပေးထားတယ်။ထူးသဖြင့်မင်းကကိုခက်တရလာရောက်ကဲတင်သွားတဲ့သူတွေလည်းရှိလို့လူ၃ယောက်နဲ့အထက်ပိုရှိနေတဲ့နေရာတိုင်းကိုဝင်ရောက်စီးနှင်းရှာဖွေကြတယ်။ခုဆိုရင်၃ရက်အတွင်း ။ပကိုးမြို့တစ်မြို့လုံးကိုစီးနင်းရှာဖွေခဲ့ပြီးဖြစ်တယ်လို့အနီးဝန်းကျင်ကကြေးရွာတွေအထိကိုလည်းအင်းနဲ့အားနဲ့ရှာဖွေနေကြပြီ။ဘရင်ကံယူဆတယ်လို့ပဲမင်းကောင်ကိစ္စသုံးလေးရက်အတွင်းမှာပဲလူသူစိတ်ဝင်စားမှုများပြားလာတာနဲ့အမျှလူစုလူဝေးနဲ့စုပူမှုပုံစံတွေအထိဖန်တီးနာကြတယ်။ဒီအတွက်ကြောင့်ပလေးတို့ကမင်းကောင်တယောက်ကြောင့်ဖီးယားပေါင်းများစွာကိုပြင်းပြင်းထန်ထန်ခံစားရတာမို့တွေ့တာနဲ့အသေးသက်ပြည့်မယ်ဆိုတဲ့သူတွေကများတဲ့ထက်များနေတော့တယ် ဒီနေ့တော့တန်တော်တယောက်ဈေးစီကိုသွားပြီးတရင်စုံစမ်းလာတာမှာပလေတိုတနက်ပင်ဘက်ကိုဝင်ရောက်ရှာဖွေလာပြီးဆိုတာသိရတယ်။ဒီအချိန်လေးကြောင့်စိတ်နှောတက်တဲ့တန်တော်ကြာရခတ်နေတယ်။ဥပါသူကအိုက်ပီထုံးမကိုယုံကြည်မိထားသူမှုတန်တော်ကိုစိတ်အေးအေးထားဖို့မကြာခဏပြောနေရတယ်။အဆင်မပြေတော့ကိုကြီးဟာကျုပ်တော်တကယ်ပဲရှင်တွေတုံနေပြီ။တန်တော်ကစိုးလာပြန်တယ်။ဒီတော့မင်းကောင်ကကိုတန်တော်အေးပြောတန်တော်ပုံစံကပေါက်ဆက်ဆက် မိငောင်တားကိုတရိထားမိပေမဲ့ဆက်ပြီးတော့စိတ်ကိုရှော့ထားပါဗျာတခုခုဆိုရင်ကျုပ်ပြေကျုပ်ခံလိုက်ပါမယ်ဘာကွတန်တော်မိငောင်ကိုလှည့်ကြည့်တယ်တကယ်တော့မိငောင်လည်းပြန်ရခက်နေရဲ့တန်တော်ကြောင့်ငကူကကိုယ့်ဘာသာတော်စိတ်အမှုမကြဖြစ်နေရဲ့မိငောင်ထပြုံးလိုက်တာဟုတ်တယ်လေအခုကိုကြည့်ပြီးကျုပ်စိတ်တွေမောရတယ်ဒီအစားအဖမ်းခံပြီးတော့တေခံလိုက်ရတာမှကောင်းပြီမိငောင်ဆက်ပြောတယ်ဒီကရှူးရှူးရှားရှားပြစ်ပြီးစိတ်မထိန်နိုင်တော့ဘူး မင်းကောင်လက်သီးနဲ့ထိုးတော်တယ်။မင်းကောင်ဖင်တန်ရဲ့ကြသွားတယ်။တန်တော့ဆက်ပြီးတော့ထိုးမယ်လို့ဥပါထူကတန်တော့ကိုလှမ်းဆွဲပြီးတန်တော့ကျက်စမ်းတုံလိုက်တော့တန်တော့ဥပါထူလက်စီရမယုံကန်ဆရာတက်မှုကိုသူချစ်မြတ်နိုးတယ်။မင်းကောင်တော့စူးစူးရဲရဲကြည့်ပြီးမင်းဘာစကားပြောလိုက်တာလဲမင်းကောင်အခုဖြစ်ပြက်နေရအားလုံးကမင်းစိတ်ရှိတဲ့ထင်ရဆိုင်ရလို့ဖြစ်ပြက်နေတာ။ဒါအောင်မင်းကအဖမ်းခံလိုက်ပြီးပြီလို့လွယ်လွယ်ထင်နေရလား။မင်းကိုအသက်ဆုံးမိခဲ့တဲ့ငါတို့ မင်းကိုချင်းမစားဘူးလားငါတို့ရဲ့အရှင်သခင်အတွက်ငါတို့ပြည်သူလူထုအတွက်ငါတို့တို့အစီရင်လုပ်ရင်းပြည်ရင်လွှားရင်းဆက်လက်တာဝန်ထမ်းဖို့ရကျိုးပန်ခဲ့တာ73နှစ်ကျော်กว่าဒါတွေအလုံးနဲ့မင်းကိုအသိပေးပြီးမှမင်းဘက်ကသဘောတူပြီးဆိုမှတစ္ဆာဆိုပြီးမှ ကျန်တဲ့ကိစ္စအလုံးလုပ်ခဲ့ကြတာအခုကျတော့ငါတို့လိုအပ်ချက်ကိုမင်းဘာမှမကြည့်တော့ဘူးလားမင်းကွာတန်တော့ပြောလေပြောတော့တာလဲထွက်ဝမ်းလေးနေပြီးစိတ်ပြေနိုင်စေဖို့ ။နဘေးကတိုင်ကြီးကိုလက်သီးနဲ့ထိုးချတယ်။တုံငနဲ့တန်ကျင်းနဲ့တူအိမ်တော်တုံသွားလေတန်တော့ရဲ့လက်လေးနာကျင်သွားရတယ်။မင်းကောင်ကသူ့နှကန်းတောင်းစီကကြလာတဲ့သွေးစာတွေကိုတုတ်တင်ရင်ပြန်ထလာတယ်။ဂျန်လူရန်ပြုမဲ့အမှုရာတော့မရှိဘူး။သူ့မောင်ကိုသူတိတဲ့ဟန်ပဲ။အခုတန်တော့အခုလူစီတင်တော့စော်ကားတဲ့စကားပြောမိလို့ကြုံမှားပါတယ်။ကြုံတောင်းပန်ပါတယ်။တန်တော့ဘာမှပြင်မပြောဘူး။တစ်ဖက်ကိုလှည့်ပြီးစိတ်ကိုထိန်းတဲ့အနေနဲ့အန်ကျိတ်ထားတယ်။ ဥရတူအားတန်တော်ထိန်းတရက်ကမင်းကောင်ပခုံနှစ်သိမ့်တဲ့အနေနဲ့လှမ်းပုတ်ကန်တယ်။ကဲညီကိုချင်းမဲကွာတယောက်ကလည်းစိတ်ခမ်းမသိမ့်လို့ပြောဆိုအဆင်ပြေခဲ့တာ။တယောက်ကလည်းဂယုနာဒေါသောနဲ့ဆုံးမမိတာ။အငဲဖြစ်တဲ့သူကလည်းတောင်းမှန်ပြီးပြီ။တန်တော်လည်းစိတ်လျှော့ကွာမင်းကောင်လည်းသင်ငန်းစာရပြီးပြီမို့ထင်မှားတော့ဘူးဆိုတာငါယုံနေ။ငါတို့ချင်းစီစီနုံနုံနဲ့လုံဆရာရှိရဆက်လုပ်ကြတာပေါ့။ဟုတ်ကဲ့ကိုကြီး။မင်းကောင်ရဲ့ဖြေးတန်ဥပါတူတန်တော်ဘက်ကိုကြည့်တယ်။ တန်တော်ဥပါဒုခေါ်တဲ့ဆုံးတန်တော်လှည့်ကြည့်ပြီးကျူလင်နာခင်မမေကိုကြီးတန်တော်ကြည်ရမင်းကောင်စီကိုရောက်သွားတယ်မင်းကောင်မင်းကိုလည်းအခုတောင်းပန်ပါတယ်ရပါတယ်ဗျာကျူလင်အမားပြီးအမားဆက်ဆက်မှားနေလို့အကူကဆုံးမတာပဲ ਉਹ မင်းကောင်ပြုံးပြီးပြောတော့တန်တော်လည်းပြုံးလိုက်တယ်တေခိုင်ဥပါဒုကသူတို့နှစ်ယောက်အလဲစီမှာလက်တစ်ဖက်ကမ်းနေမင်းကောင်ဥပါဒုရဲ့လက်ကိုဆုပ်ကိုင်းတယ်လို့တန်တော်လည်းမင်းကောင်နဲ့ဥပါဒုရဲ့လက်ကိုဆုပ်ကိုင်းလိုက်တော့တယ် လိုက်ဟေးလိုက်လိုက်တနက်တန်တဲ့လူတန်တွေစီးညံ့နေတယ်တူမြောင်ရဲ့ပေါင်ထက်စီမှာမင်းငေါတယောက်အသေးတန်ပြေးနွားနေရတယ်သူ့နောက်ပါတော်တော်လန့်လန့်စီမှာတော့ပလိတ်ခုနှစ်ယောက်ညနေဆောင်အချိန်မှာပလိတ်တွေမင်းငေါတို့ရှိရာကိုရောက်လာပြီးစစ်ဆေးဖို့လှုပ်ဆောင်တဲ့အချိန်ရုတ်တရက်မင်းငေါကအစ်စ်ဆေးမခံမဲထွက်ပြေးတယ်ဒီတော့ပလိတ်တို့ကမင်းငေါမှန်သိပြီးနောက်ကနေမရမကလိုက်ပြီးပြေခန့်ဖမ်းဆီးဖို့ကြိုးစားတော့တယ်မင်းငေါလည်းကြီးစံတွေချရှောင်းတင်းရင်တန့်လူပြီးပြေးရတယ် ူမြောင်ကြီးနဘေးထီရောက်အောင်ပြေးတယ်။တကယ်တော့မင်းကဥတီပြီးပြေးနေတာဇီမန်းရတစ်ခုစီကိုပလေးတွေကဒါကိုသိမြင်မထင်ဘူး။နောက်ကအသေးတန်လိုက်တယ်။မင်းကပေါ်ပွားသွန့်လန့်လို့တော့နောက်ကနေအတော်ပြပြကြံခဲ့တယ်။ဒါပေမဲ့မရမကဆက်လိုက်စဲပဲ။သူတို့မှဘရင်ကရဲ့ဖိအားရှိနေရလေ။ဒါကြောင့်လေရသလိုတနက်နဲ့လေလှမ်းပြင်းရင်လိုက်ကြတယ်။အနီးဝန်းကျင်ကလူတွေကတနက်တန်ကြောင်ရှောင်ပြေးကုန်တယ်။မင်းကနောက်ကိုလှည့်ကြည့်လိုက်ဇီမန်းရကိုပြေးလိုက်နေပဲ။ ဒါပေမဲ့တနင်္လာကိုရောက်ချိန်မှာတော့မင်းကောင်ရဲ့ပြေးနေတဲ့ခြေနှန်းတွေတုံငနေရက်သွားတယ်။အကြောင်းကသူ့ရှိမှပိတ်ရရင်တနက်နေ့ချိန်ထားပြီးအုတ်ထုပ်ကိုငိုက်ဆိုင်စောင်းထားတဲ့လူတယောက်။ကဲဒီနောက်ပြေးနေရရင်တော်ရော့ဖို့စောင်းရမင်းကောင်။တပတ်လူကပြောရင်ငိုက်ထားတဲ့အုတ်ထုပ်ကိုပင့်တင်တယ်။အိုက်ပီထုံးမခမရပဲ။မင်းကောင်နောက်ကလိုက်ပါလာရင်နီးကန်လာတဲ့ပလိတို့ကြောင့်တန်ကြဲကြဲနဲ့ဟိအော်တယ်။ဟုတ်တယ်စောင်းရမင်းကောင်။မင်းတော့အသက်စီးဝင်ကြွေသိမ့်မယ်။ အဘိထုံးမောင်ပြောတယ်။ပြီးတော့ပလေတို့တစ်ချက်အကဲခက်ကြည့်တယ်။ပလေတွေကသူတို့ရှိတဲ့နေရာနဲ့ပေ30กว่าလောက်ကိုရောက်နေပြီ။ဒါအောင်မြင်တော့အဘိထုံးမောင်မင်းကောင်မျက်လုံးအသာမှိတ်ပြတယ်။တေးကမင်းကောင်လည်းချက်ချင်းပဲမြောက်ထားတဲ့လက်ကိုအောက်စီကိုလှည့်ခနေချပြီးအဘိထုံးမောင်စီကိုတစုံတစ်ခုနဲ့ပြစ်ပေါက်တယ်။အဘိထုံးမောင်ကမင်းကောင်ရဲ့ပြစ်ပေါက်မှုကိုဖြတ်ခနေရှောင်တိမ်ပြီးတနက်မောင်းခလုတ်ကိုဇက်တိုက်ဆွဲပြစ်တော်တယ်။တနက်တန်သုံးချက်စင်ထွက်ပေါ်လာတယ်။မင်းကောင်တယောက်တနက်ထိမှခံရမှုကြောင့် ်ရင်းရိုင်သွားခဲ့တယ်။အပီထုံးမောင်နောက်ထပ်တစ်ချက်ထပ်ပစ်တယ်။တေးခံမှာတော့မင်းကောင်ရင်းရိုင်နေရာနဲ့လဲထွက်ပြီးသူ့မြောင်တွင်ပြုတ်ကျသွားတော့တယ်။ထင်မှတ်မထားတဲ့ဖြစ်ပျက်မှုပြေးလည်နေရဲ့ပလေတွေရုတ်တရက်ရက်တန်ကုန်နေ။အပီထုံးမောင်ကကမ်းပေါင်နေပြီးကိုအပြေးသွားပြီးကြည်လာပြီးရေထဲကိုတနေ့တစ်ချက်ထပ်ပစ်တယ်။တေးခါပလေတွေသတိဝင်ပြီးအပီထုံးမောင်ကအပြေးရောက်လာပြီးတော့တနေ့တွင်နေရေထဲရန်တန်ပြစ်ကြတယ်။ခဏကြာပြစ်ခတ်ပြီးချိန်မှာအပီထုံးမောင်ကဟဲ့လူလေး ရကြတော့ခမရတို့ရန်တံမီတားပြစ်မနေနဲ့ကိုကောင်ကကျုပ်ပြစ်တန်း၄၅ချက်မှန်သွားခဲ့တာခုသေးနောက်ပြီအလောင်းရှာဖို့လောက်ကြအောင်ဟုတ်ကဲ့ပလေမင်းကြီးကိုယ်တိုင်နေရာပေးထားတဲ့ IP ထုံးမောင်စကားကိုပလေတို့နားခံကြတယ်အောက်စီကိုစင်းပြီးမင်းကောင်အလောင်းကိုရှာဖွေတယ်ဒါပေမဲ့မှောင်ရင်လာပြီးဖြစ်တဲ့ပဝင်းကျင်မှာသူတို့အနေနဲ့ရှာဖွေဖို့မလွယ်ကူတိတ်မကြခင်မှာတော့နောက်ထပ်ပလေတွေထက်ရောက်လာတယ်မိတွေစင်ထိုးပြီးဆက်လက်ရှာဖွေတာညာဦးပိုင်းထိပဲ တကယ်တမ်းသူတို့မသိတာမင်းကောင်ရေထဲကျပြီးချိန်ရေစုံအတိုင်းအမျက်စိမျောပြီးတော်တော်လန့်လန့်စီမှာလှေနဲ့အသင်ဆောင်နေတဲ့ဥပါထူတို့နဲ့အတူထွက်ခွာသွားခဲ့ပြီးဆိုတာပဲဥပါထူဦးဆောင်နဲ့မင်းကောင်တို့သုံးယောက်လှေကိုတုတ်တုတ်လှော့ကြပြီးချောင်းခွေတစ်ခုရောက်တာနဲ့တစ်ဖက်ကန်းကိုကူးနူးခဲ့ကြတယ်ပြီးတော့အပီထုံးမှာအသင်စီစဉ်ထားပြီးဖြစ်တဲ့နေရာကိုသွားကြတယ်ယူစရာရှိရာတွေယူပြီးပြင်ဆင်ပြောင်းလဲစရာရှိရာတွေပြောင်းလဲတယ်ပြီးတဲ့အခါမှာညာတွင်ချင်းမင်း တူမြောင်ရဲ့တဖက်ကန်းနှစ်ဖူးအတိုင်းချက်စီကိုလူကင်းစော်နဲ့ထွက်ခွာခဲ့ကြတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုတလောင်းနေပြီးရှင်းနာခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။